အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဘာလုပ်မလဲဆိုလို့ရှိရင် Redmi Note 40လေးတစ်လုံးကို Note Power ဆင်မယ်ပေါ့နော်ဆိုတော့ဒီကောင်ကဘာဖြစ်တာလဲဆိုတော့ရေဝင်ပြီးတော့လာတဲ့ဖုန်းအဲ့တော့ရေဝင်ပြီးတော့လာတဲ့ဖုန်းဆိုလို့ရှိရင်ကျွန်တော်တတိထားမှာဘာလုပ်ရမလဲဆိုလို့ရှိရင်ရေဝင်ဖုန်းကိုဘာမှမလုပ်ခင်မှာအဲဆက်ဖုန်းတွေကိုဖြန့်ပြီးတော့ဖြုတ်လို့ရတာအကုန်လုံးကိုဖြုတ်ရတယ်ဘာလို့လဲဖြုတ်လို့ရတာအကုန်လုံးဖြုတ်ရတယ်ဘက်ထရီတွေအကုန်လုံးကိုဖြုတ်ပါပြီးလို့ရှိရင်ကင်မရာသီးတွေအကုန်လုံးကိုဖြုတ်ပါအဲ့တော့ကျွန်တော်တို့ကင်မရာသီးလေးတွေကိုအကုန်လုံးဖြုတ်ပလိုက် ော့ socket တွေပါတော့ကျွန်တော်ရေကျိုးတွေပါတယ်မတွေ့ရဘူးဆိုတော့ဆက်ကိုတစ်ချက်ဖြုတ်ကြည့်ရမှာပေါ့နော်အဲ့တော့ဟုတ်ပြီဗျဆိုတော့ကျွန်တော်ရေဝင်ဖုံးဖြစ်တဲ့အတွက်ဖြစ်နိုင်လို့ရှိရင်ကျွန်တော်ဒီတန်ဖုံးတွေပါအကုန်လှက်ပေးရမှာဟုတ်နော်အဲ့တော့ဒီတန်ဖုံးတွေကိုအရင်တစ်ချက်မလှက်ခင်မှာကျွန်တော်တို့စစ်ကြည့်မယ် short ရှိလားမရှိလားဆိုတာကိုစစ်ကြည့်မယ်အဲ short မစစ်ခင်မှာကျွန်တော်တို့ဘာကိုအရင်ဆုံးလုပ်ရမလဲဆိုလို့ရှိရင် bipap battery ရှိလားဆိုတာကိုအရင်စစ်ကြည့်မယ်မီတာလေးပြပေါ့ ဘက်တရီရှိမရှိကိုဘိုးလှည့်ပြီးတော့ကျွန်တော်တို့တိုင်ကြည့်မယ်ဒီဘက်ထရီနဲ့ဒီဘက်ထရီကိုတိုင်ကြည့်မယ်ဘိုးရှိလားမရှိပါဘူးရှိဘူးမရှိပါဘူးဘာဘိုးမှာမရှိဘူးဘက်ထရီကအောက်ကုန်တယ်နော်ဟမ်ဘက်ထရီကအောက်ကုန်တယ်ဘက်ထရီအောက်ကုန်နေတယ်ဆိုတော့ကျွန်တော်ဘက်ထရီကိုဖြုတ်ပြန် ဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုအသံမစ်စကေးလေးထားပြီးတော့ရေဝင်လာတဲ့ဖုန်းဖြစ်တဲ့အတွက် short ရှိမရှိ battery connector အပေါင်း ground ကြမကြကိုတစ်ချက်စစ်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့စစ်ကြည့်မယ်ဗျစစ်ကြည့်မယ်ဆိုလို့ရှိရင်မီတာကိုအသံမစ်စကေးကိုလှည့်မယ်လှည့်ပြီးလို့ရှိရင်ပြောစစ်မလဲဒီအပေါင်းတို့ကိုစစ်မယ်ပေါင်းတို့ကိုစစ်ကြည့်တဲ့အခါမှာ ground ကြဟုတ်လားနှစ်ဖက်လုံး ground ကြအကုန်လုံး ground ကြ ground ကြနေတယ်ဆိုလို့ရှိရင်တေချာတယ်ဒီကောင်က short ရှိနေတာပေါ့ပြီးလို့ရှိရင်သူကအာကိုရင်းနေကင်ထားတယ်လား မကင်သားဘူးလားမကင်သားဘူးဆိုရင်ရှစ်ဆိုင်ကကင်သားသေးတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ test point တွေကအကုန်လုံးပြက်ကုန်နော် test point တွေအကုန်လုံးပြက်ကုန်ဒါ supply ရှိတာလေလို့ဟိုတင်ကြတာရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်ပြားလေးကိုဖြုတ်ပြီးတော့တရှမ်းစစ်ခြင်းအဲ့တော့ကျွန်တော်တို့ကရေဝင်ဖုံးဖြစ်တဲ့အတွက်ဒီကောင်ကိုဘာလို့ရမလဲဆိုလို့ရှိရင်အဲတန်ဖုံးလှည့်ရမှာပေါ့နော်တန်ဖုံးကိုကျွန်တော်တို့လှည့်ခြင်းဒီတန်ဖုံးလေးကိုလှည့်ခြင်းပဲဒီတန်ဖုံးရှိသမျှတန်ဖုံးတွေအကုန်လုံးကိုကျွန်တော်တို့လှည့်ပလိုက်ဟုတ်ပြီ တော့ကျွန်တော်တို့တန်ဖုံးတွေလှက်ပြီးတော့တစ်ချက်ကြည့်လိုက်တဲ့အခါမှာမျက်နှာမှာတွေ့ရလဲဆိုလို့ရှင်အဲရေကျိုးတွေကဒီနားလေးမှာတွေ့ရတယ်ဟုတ်လားဆိုတော့ဘာကြောင့်ဘက်ထရီကွန်နက်တာအပေါင်းကဂရောင်းကျနေလဲလို့မြင်လို့ရှင်ဒီမှာရေကျိုးကန်နေလို့ရိုက်နော်ဟုတ်ပါဘူးအဲ့တော့နက်ဝက်ချန်နေမှာရေကျိုးတက်တယ်ရေကျိုးတက်နေတယ်ဆိုလို့ရှင်ဒီကောင်ကကျွန်တော်တို့ကဒီတန်းဆေးလို့မရပါဘူးရေဝင်ထားတဲ့အလုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကိုထင်းစီလေးထည့်ပြီးတော့အပူလေးပေးရမယ် ဘာလို့မလဲဆေးစလဲထည့်ပြီးတော့အခုလေးပြန်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအချိန်မှာတင်တာနဲ့ဆေးရှားလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်တတ်လဲဆိုတော့သူ့အောက်မှာရေကျိုးတွေစားပြီးတော့ဟိုလမ်းကြောင်းတွေပါတယ်ပြတ်တောက်သွားတာတို့ဘာလို့ဖြစ်တတ်လဲနော်အဲ့တော့အရင်ဆုံးဘာလို့ရမလဲခဲပြုံမှတ်ထိရောက်အောင်အခုလေးပဲကြည့် ရရရခဲပြုံဘက်ကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမလုပ်အောင်လဲတန့်ရှင်းလုပ်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ internet switch IC မှာဘာဖြစ်နေလဲဆိုလို့ရှိရင်ရေကျိုးတင်ဟုတ်လားရေကျိုးတင်နေတဲ့အတွက်အဲ့ရေကျိုးတင်နေတာကိုကျွန်တော်တို့ကတန့်ရှင်းလုပ်လိုက်တဲ့အခါကျတော့ battery socket ground ချသေးလားဆိုတော့ကိုတစ်ချက်ကြည့်ရအောင် battery socket ground ချသေးလားဆိုတော့ကြည့်လိုက်တဲ့အခါမှာ battery socket က ground လွတ်သွားပါလွတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်လေးတစ်ချက်နှုတ်ကြည့်ရမှာပေါ့ အဲ့တော့ကျွန်တော်တို့ခုနကဖုန်းလေးကိုကျွန်တော်တို့ဘာလို့လိုက်ပြီလဲဆိုလို့ရှိရင်အဲ Redmi Note Note 14เนาะ Redmi Note 14လေးကိုကျွန်တော်တို့ကတန်ဖိုးတွေခွာပြီးတော့တန့်ရှင်းလေးလုတ်လိုက်ပြီတန့်ရှင်းလေးလုတ်လိုက်တဲ့အခါမှာဘာဖြစ်နေလဲဆိုလို့ရှိရင်အဲ short လဲနည်းနည်းလောက်ရှိတယ် ampere milliampere လေးလောက်ဆွဲတယ်ဆိုတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဘာဖြစ်မလဲဆိုလို့ရှိရင်ဆက်နွေးရင်တော့အာဆမ်းမဲ့အနေလားရှိဆိုတော့ကျွန်တော်တို့ကခုနကဘယ်နှမှာတွေ့လဲရေကျော်ဒီနှမှာတွေ့ဟုတ်တယ်နော်ရေကျော်ကဒီနှမှာတွေ့တာဖြစ်တဲ့အတွက်ဒီဒီ IC လေးကိုပြန်ပြီး reboot လုပ်လိုက်ရင်ဒီ short ကအကုန်လုံးပျောက်ပြီဟုတ်တယ်နော်အဲ့တော့ဒီတိုင်းလေးပဲကျွန်တော်တို့ power လေးတစ်ချက်နှိုးကြည့်မယ် ပါပါလေးတစ်ချက်နှိုးကြည့်လိုက်တဲ့အခါမှာ vibration တုံပြီးတော့ book နဲ့တုံပြီးတော့သူကတက်လာပါဘူးဟုတ်လားဟုတ်ပြီနော်ဒါကပါဝါနှိုးသွားတယ် error ဖြစ်ပါအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်မှန်လေးနဲ့တစ်ချက်ဆန်းကြည့်ရမှာပေါ့နားလည်လားမသိဘူးနားလည်လားဟိုဘက်ကကြည့်ရှာကျင်အမ်ပီယာကိုကြည့်မယ်ရှာကျင်ကျိုးလေးကျွန်တော်တစ်ချက်ထိုးကြည့်မယ် ရှားကျင်ကျိုးလေးတစ်ချက်ထိုးခြင်းပဲအဲရှားကျင်ကျိုးလေးထိုးကြည့်တဲ့အခါမှာလည်းရှားကျင်အမ်ပီယာက15လောက်ဆိုရယ်သူကဘက်ထရီမဟုတ်တဲ့အတွက်ရှားကျင်က15လောက်ပဲဆိုမှာဘက်ထရီတက်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုလို့ရှိရင်ရှားကျင်အမ်ပီယာအပြည့်ဆွဲမှာအဲ့တော့ကျွန်တော်ဘက်ထရီလေးတစ်ချက်တက်ကြည့်မယ်နော်ဘက်ထရီလေးတစ်ချက်တက်ပြီးတော့ကျွန်တော်အမ်ပီယာလေးထိုးကြည့်မယ်ဗျရှားကျင်အမ်ပီယာလေးတစ်ချက်ဆွဲဆွဲလာကြည့်မယ် အာရှာကျန်ပြဘလောက်ထိဆွဲလဲဒါသမ6လောက်ထိဆွဲတယ်ဒါဆိုလို့ရှိရင်တော့ဒီကောင်က1.6လောက်ထိကိုဆွဲတယ်ဒါဆိုရင်ဒီကောင် quick ရှာကျန်တွေပါလေရတယ်ဒီမှာ quick quick ရှာအပေါက်မှာထိုးထားမှာမလားအဲ quick ရှာကျန်တွေပါလေအကုန်လုံးရနေပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီကောင်လေးကိုမှန်လေးအစ်စ်လေးနဲ့တစ်ချက်ပြန်ဆန်းကြည့်ရမှာပေါ့ဟုတ်ပြီနော်ရရင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ